င်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဗမောင်းမြို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။တနင်္သာရီတိုင်းဒဝေမြို့နယ်ပကာရီရွာရကန်းစင်ဖုံးကြီးကျောင်းမှာယာယီတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရကြောင်းစစ်သား9ဦးသေဆုံးပြီးတနက်တလက်သိမ်းဆီးရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါရယ် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂမှဆက်လက်တည်ရှိရေးအတွက်ညူယောက်မြို့ UN ရုံးချုပ်ရှိမှလူမှုထောက်ခံချီတက်ပွဲကျင်းပနေတဲ့သတင်းပါဝင်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းဘန်းမောက်မြို့ကိုတော်လန်ရေးတက်ဖွဲ့တွေကအပီးသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ဒေသတွင်းစီးရီးသတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ် မနေ့ကစက်တင်ဘာလ20ရက်နေ့ညနေ6:40မိနစ်ခန့်မှာဘန်းမောင်မြို့မှာအကြံဘတ်စစ်တပ်နဲ့ SNL တွေတက်ဆွဲထားတဲ့နောက်ဆုံးလက်ကျန်ပြူဟာကုန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကအပီးသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြံဘတ်စစ်တပ်ဘက်ကအထိနာပြီးစစ်သားတွေနဲ့ SNL အဖွဲ့ဝင်တွေအားလုံးဘန်းမောင်မြို့တွင်းကနေထွက်ပြေးဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်။ဘန်းမောင်မြို့ကိုတော်လန်ရေးတပ်ဖွဲ့တွေကစက်တင်ဘာလ14ရက်နေ့ကနေစတင်ပြီး မြို့သိမ်းတိုက်ပွဲပြုလုပ်ခဲ့ကောင်းမနေ့ကစက်တင်ဘာလ20ရက်နေ့မှာတော့အပီးသက်တိုက်ခိုက်သိမ်းပတ်ရရှိခဲ့တာလို့သိရပါဗျ။အဲ့ဒီဘန်းမောက်မြို့သိမ်းတိုက်ပွဲကိုအမတ်တစ်စစ်သေးတာကတာခိုင်ကုကဲရင်မှုဦးဆောင်မှုဖြင့်ကတာခိုင်တပ်ရင်းနဲ့တပ်ရင်းလေးတပ်ရင်းကအမတ်တစ်စစ်သေးတာစစ်ကြောင်းအထူးလှုပ်ရှားတပ်ရင်းတွေကတာခိုင်ပကဖလှုပ်ရှားအဖွဲ့ကတာခိုင်လက်နက်ကြီးအဖွဲ့ဘန်းမောက်မြို့နယ်ပကဖတို့ကပူးပေါင်းတိုက်ခိုက်နေတာလို့သိရပါဗျ။ စကားနယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။စကားနယ်စကိုင်းမြို့နယ်စင်ကန်ရွာကနေမင်းကိုမြို့ဘက်ကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့်စစ်သားတအူးသိမ်းဆုံးခဲ့တယ်လို့ယူနီကွန်းပြောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။ပြီးခဲ့တဲ့ဩဂုတ်လ16ရက်နေ့မှာဗမော်မြို့ကနေပြန်ဆင်းလာတဲ့စစ်သည်မော်တွေမှာလိုက်ပါလာတဲ့အကြမ်းဖက်စစ်သားတွေဟာစကိုင်းမြို့နယ်စင်ကန်ကြီးရွာဘက်ကနေမင်းကိုမြို့ဘက်ကိုချင်းလင်းထွက်လာတဲ့အချိန်တော်လန်ရေးတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားတအူးသိမ်းဆုံးခဲ့ပြီးသိမ်းဆုံးသွားတဲ့စစ်သားအလောင်းကိုကောက်ယူကာစစ်ကြောင်းဟာမတရားမြို့နယ်30ပေကြေးရွာဘက်ကိုဆက်လေတွေနဲ့ကူပြေးသွားတယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ဗမော်မြို့ကနေဆင်းလာပြီး30ပေကြေးရွာမှာကတ်ထားတဲ့စစ်သည်မောဘော်က point 8လက်နက်ကြီးတွေနဲ့လည်းပြစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရပြီးတိုက်ပွဲအတွင်းတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကတော့အထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ တနင်္သာရီတိုင်းဘက်မှာတော့တနင်္သာရီတိုင်းဒဝေမြို့နယ်ပကာယီရွာရက်ကန်းစင်ဖုံကြီးကျောင်းမှာယာယီတက်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင်းစစ်သား9ဦးသေဆုံးပြီးတနက်တလတ်သိမ်းဆီးရရှိခဲ့တယ်လို့ဒူရကစစ်ကြောင်းရဲ့ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ပြီးခဲ့တဲ့စနေမလ14ရက်နေ့နေ့လယ်3နာရီခန့်မှာဒဝေမြို့နယ်ဒဝေထီခီလန်းပိုင်းမှာရှိတဲ့ပကာယီကျေးရွာရက်ကန်းစင်ဖုံကြီးကျောင်းအတွင်းယာယီတက်ဆွဲထားတဲ့စစ်သားတွေကို တော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာနှစ်ရက်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကတက်ကြွကြီးအစင်ရှိသူ၂ဦးအပါအဝင်9ဦးသေဆုံးခဲ့ကဒုတိယပုံမှုကြီး2ဦးအပါအဝင်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားတွေစီကနေ MA1 တရက်တလက်ကြီးပေါက်၄ခု79ဘုံးနှလုံး60မမနှလုံးနဲ့ 5.56G 200တောင်းတို့ကိုတိမ့်စီရရှိခဲ့ပေမဲ့တော်လန်ရေးရဲဘော်တူဦးကလည်းမြင့်မြတ်စွာကြဆုံးခဲ့ရပါတယ်။အဲဒီတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ရဲ့ဒရဂစစ်ကြောင်းတဝဲပြည်သူလွတ်မြောက်ရေးတပ်ဖွဲ့ TPLF အေရမှုပျောက်ကြားတပ်ဖွဲ့စစ်တပ်နဲ့ပြည်လုံးပျောက်ကြားတပ်ဖွဲ့တဝဲ Gorilla Revolutionary Force DGRF တဝဲခရိုင်တပ်ပေါင်းစုဒေါနာတခွဲခွန်းတဝဲအရှိတော်တပ်ဖွဲ့ DEF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရဲရှင်ကိုတွုံးမြင်ပြီးဆောင်ရွက်နေတဲ့အချိန်ဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းစည်ရဲအထူးသတိပြုသွားလာနေထိုင်ကြဖို့နဲ့လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေလည်းရှိနိုင်နိုင်တာကြောင့်လေကြောင်းရဲ့ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုလိုက်နာကြဖို့ကိုလည်းဒုရကစစ်ကြောင်းကမြစ်တာရက်ခံထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်မှာရှိတဲ့ ကမ္ဘာကုလသမဂ္ဂရုံးချုပ်အနီးကဒါဟာမာရှိုးပလာဇာမှာမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂတာဝန်ကြီးဦးကျော်မိုးထွန်းကုလသမဂ္ဂမှာဆက်လက်တည်ရှိဖို့အတွက် Global Action for Credential Campaign 2025အဖြစ် Our UN Ambassador ဦးကျော်မိုးထွန်း The True Voice of Myanmar ကောင်းစဉ်နဲ့လူလူထောက်ခံခြေတဲ့ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကိုဒီနေ့ကျင်းပပါရယ်အဲ့ဒီခန္ဓာမှာပထမဦးစွာလူလူကောင်းဆောင်ဒေါက်ဆာဆုကြည်ကျမ်းမာပါစေကြောင်းစုမုံကောင်းတောင်းခဲ့ကြပြီးရဲ့နောက် မြန်မာတမ်းအမတ်ကြီးဦးကျော်မိုးထွန်း NUG အစိုးရအဖွဲ့ကဆက်သွယ်ရေးသတင်း channel နဲ့ဤပညာဝင်ကြီးဌာနဝင်ကြီးဦးထင်လင်းအောင်နိုင်ငံခြားရေးဝင်ကြီးဌာနဒုတိယဝင်ကြီးဦးမိုးစောဦးတို့မှအမှာစကားပြောကြားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ပွဲချင်းပါတာဝန်ရှိသူတို့က Global Action for Credential Campaign 2025အကြောင်းရှင်းလင်းတင်ပြတာကိုတက်ရောက်လာတဲ့ပြည်내အသီးသီးအဖွဲ့အစည်းအသီးသီးကကိုယ်စားလှယ်တွေက campaign နဲ့ပတ်သက်တဲ့သဘောထားရည်ရည်ချက်တင်ပြဆွေးနွေးတာတွေကိုပြုလုပ်ခဲ့ကြပါတယ်။ ကုလသမဂ္ဂမှာမြန်မာပြည်သူတွေကိုစားပြုဥကြုံမှုထုံဆက်လက်တည်ရှိရပြီးတရားဥပဒေမဲ့စွာပြောင်ပြောင်တင်းတင်းလှုပ်ဆောင်နေတဲ့စစ်အကြံပတ်အုပ်စုကိုနိုင်ငံတကာကနေပယ်ခြင်းကဆီအာနာရှင်စနစ်ခြုံငိမ့်စေဖို့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်းတောင်းဆိုခဲ့ကြပါတယ်။အဲဒီနောက် UN ရုံးချုပ်ရှိကနယူးယောက်မြို့နယ်မှာရှိတဲ့ Times Square ရင်ပြင်အနီးကိုနယူးယောက်မြို့နယ်ကိုဖျက်တမ်းကအမေရိကန်ပြည်ထောင်စုတဝမ်းမှာရှိတဲ့မြန်မာပြည်ပေါ်တိုင်းရင်းသားပေါင်းစုံကကြွေးကြော်တန်တွေဟစ်ကြွေးကချီတက်ခဲ့ကြပါတယ်။ ယူအန်ရုံးချုပ်အနီကိုပြန်လည်ရောက်ရှိလာတဲ့ဆန္ဒပြစစ်တမ်းကမြန်မာတိုင်းရင်းသားပြည်သူတွေကိုနယူးယောက်ဒေသခံအလူရှင်တွေစီကနေနေ့လယ်စာရီနဲ့အခန့်ကျင်းပွဲဝင်ရပေးခဲ့တယ်လို့လည်းသိရပါဗျ။အခုအခမ်းအနားနဲ့ချီတက်ပွဲကိုနယူးယောက်မြို့မှာရှိတဲ့နယူးယောက် CBC အဖွဲ့ကဦးဆောင်ကအမေရိကန်ပြည်တော်စုပြည်နယ်အသီးသီးမှာရှိတဲ့မြန်မာပြည်ပေါ်တိုင်းရင်းသားတွေထောင်ထဲချီတက်ရောက်ခဲ့ကြတယ်လို့သိရပါဗျရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုကြည်အောင်ပါရှမ်းပြည်နယ်ကြောင်မဲမြို့ရက်ွက်နစ်ကိုအကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့နေ့လယ်တနာရီခွဲမှာကြောင်မဲမြို့ရက်ကွက်နစ်ကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလင်းရင်နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွင်းမှာတော့ပြည်သူတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အဲဒီလိုပဲပြီးခဲ့တဲ့စက်တင်ဘာလ9ရက်နေ့ကလည်းကြောင်မဲမြို့နယ်လွဲခေါ်ရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်250ဘုံသုံးလုံးနဲ့ဒရုန်းနဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီး လေယာတွေထိမှန်ပျက်စီးခဲ့ပါသေးတယ်။ဒါပေမဲ့ပြည်သူတွေအနေနဲ့ကတော့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလည်းလိုင်းနာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်မန္တလေးတိုက်သပိတ်ချင်းမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပေဝါပြူတောင်ကြီးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဘွိုင်းစော့မန္တလေးရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ မနေ့ကစတင်မာလာ20ရက်နေ့မနက်7:45မိနစ်ကလေတပေချင်းမြို့နယ်ဝါပြူတောင်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲ Jet Fighter တစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွင်းမှာတော့ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်တွေပျက်စီးခဲ့ရတယ်လို့သိရပါတယ်ရှင်။မကွေတိုင်းဘက်ကလည်းစက်ကြည့်အောင်ပါ။မကွေတိုင်းတရဲမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ဆက်နွယ်နေသူတအူးကိုအရှင်ဖမ်းမိပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကိုဖျက်ဆီးခဲ့တယ်လို့ United State of Burma Army USBA ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ20ရက်နေ့မှာတရဲမြွနယ်တောမိုကြီးရွာတွင်အကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေကိုကုန်သွယ်ရောင်းချနေတာကိုတော်လန်ရေးတပ်ဖွဲ့တွေကစစ်ဆေးတွေ့ရှိခဲ့တာကြောင့်ဖျက်ဆီးခဲ့တယ်လို့သိရပါရယ်။ဒါအပြင်တရက်မင်းလာလမ်းပိုက်မှာလေတော်လန်ရေးတပ်ဖွဲ့တွေကစစ်စေးရေးပြုလုပ်နေချင်း ရင်စည်းကမလိုက်နာဘဲမောင်းနေလာတဲ့ကားတစ်စီးကိုစစ်ဆေးမေးမြန်းဖို့အတွက်တားဆီးချိန်မှာရက်တက်မပေးတာကြောင့်ပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့လည်းသိရပါဗျ။တရခိုင်ရဲ့အတွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေကိုကုံတွယ်ရောင်းဝယ်တာကိုလုံးဝမပြုလုပ်ကြဖို့နဲ့ကားမောင်းနာမှာလည်းရင်စည်းကတွေကိုအတိအကျလိုက်နာပေးကြဖို့ကိုထုတ်ပြန်ထားတဲ့စည်းကမ်းတွေကိုမလိုက်လာရင်တော့နောက်ဆက်တွဲပြဿနာတွေကိုလုံးဝတာဝန်မယူနိုင်ဘူးလို့ United States of Burma Army USBA ကအတိပေးနှိုးဆော်ထားပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်စစ်တွေမြို့နယ်ကဒုက္ခသည်တွေအတွက်တာဘော်လင်းဆောင်တဲ့အခြားအရေးကြီးတဲ့အထောက်ပံ့ပစ္စည်းတွေကိုတင်မောနဲ့ပို့ဆောင်လိုက်ပြီးဆိုတာကို UNHCR ကပြီးခဲ့တဲ့စက်တင်ဘာလ19ရက်နေ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီအထောက်ပံ့တွေကိုစစ်တွေမြို့ကိုပို့ဆောင်နိုင်ခဲ့ပြီးလိုအပ်နေတဲ့နေရစုခွန်နေရသူတွေစီကိုပို့ဆောင်ပေးနေတယ်လို့ UNHCR ကထုတ်ပြန်ထားပါတယ်။စစ်တွေမြို့နယ်မှာမွတ်စလင်ဒုက္ခသည်တွေအပြင်စစ်ကောင်စီနှင့်ထုတ်ရကြောင်းဒုက္ခရောက်နေတဲ့ရခိုင်စစ်ဆောင်တသိန်းဝန်းကျင်ရှိနေပြီး ဖုန်ကြီးကြောင်တွေမှာနေထိုင်နေရတယ်လို့ဒေသခံတွေကပြောပါရယ်။2024နှစ်ကုန်ပိုင်းနဲ့2025နှစ်အစပိုင်းမှာစစ်တွေမျိုးအနီးမှာရှိတဲ့ကျေးရွာပေါင်း20ကျော်ကိုစစ်ကောင်စီတပ်ဖွဲ့တွေကနှင်ထုတ်ခဲ့တာကြောင့်ဒေသခံပြည်သူတွေကစစ်တွေမျိုးထဲမှာရှိတဲ့ဖုန်ကြီးကြောင်တွေမှာပဲဖြစ်တယ်လို့နေထိုင်စားသောက်နေကြရတယ်လို့သိရပါရယ်။ဒါပြင်အစားအစာပြက်လက်ပြီးဒုက္ခသည်တွေရောအာဟာရချို့တဲ့မှုကိုလည်းခံစားနေကြရကကျန်းမာရေးဆောက်ရှောက်မှုတွေလည်းအထူးလိုအပ်နေတယ်လို့သိရပါရဲ့ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ရှားပါ